ပါဒါမားနေပြီးတော့ CBN range ရေးထဲမှာ moisturizer ၃ခုရှိရယ်ဆိုတော့ဒီ၃ခုကိုဘယ်အချိန်မှာဘယ်လိုသုံးရမလဲဆိုတော့သိချင်မှထင်တယ်အထူးသဖြင့် wet chan ပေါ်မှာမူတည်ပြီးတော့ပေါ့ဆိုတော့ wet chan ဘယ်လိုအနေထားမှာဘာ moisturizer လေးကသုံးဖို့သင့်တော်လဲဆိုတဲ့ဟာလေးတွေကိုပြပြပေးမှာဖြစ်ပါတယ်ပြီးတော့ဒီ product ၃ခုစလုံးတော့လဲ15% off discount ရှိပါတယ်ဗီဒီယိုဆုံးထိတော့ကြည့်ပေးဖို့လိုပါလိမ့်မယ် င်္ဂလာပါဒေါက်တာယူရီပါအလပတ်ရေးဆရာဝန်ဖြစ်ပါတယ်ဆိုတော့နံပါတ်1 moisturizer grade 1 acne လို့တရားလို့သုံးတာပေါ့နော်အဟားခါကြတော့ရောင်ရဲတာတွေမရှိသေးဘူးအဖုလေးတွေချွေးပေါက်ပိတ်တဲ့ combidons အဆင့်လေးပဲရှိသေးတယ်အဲ့ဒီခါလေးတော့လူတိုင်းဖြစ်ပူကြမယ်လို့ထင်တယ်ချွေးပေါက်ပိတ်ပိတ်ပိတ်ပြီးသွားပြီးဘူးဘူးဘူးလေးဖြစ်တာဒါပေမဲ့ဘေးနားမှာညီရဲတဲ့လက္ခဏာလေးတွေမရှိသေးဘူးအဲ့လိုမျိုးနေထားမှာဆိုရင်တော့သုံးလို့ရတဲ့ဟာကကြောက်ဘာလို့ဒါမှထည့်ရဆိုရင်ဒီ keratoplus ကိုသုံးလို့ရတယ်နောက်တစ်ဆင့် acne, great two, grade 3 grade 4ဆိုရင်တော့အဲ့ဒီအနီပူဒီချွေးပေါက်ပိတ်နေရတဲ့ဘေးရဲ့ပတ်ပတ်လည်းမှာစပြီးတော့နီလာပြီးနည်းနည်းကြီးလာပြီးပေါ့ဒါတို့ကတော့ဝက်ချံဆိုပြီးတော့အဲ့ချိန်မှာစတုံးတယ်ဆိုတော့အဲ့လိုမျိုးနေထားတယ်များသောအားဖြင့်အစည်းကန်းကိုရောက်နေကြတာများတယ်သူတို့လေးတွေကကြတော့ဆေးအဆီယံဝန်တစ်ခါလောက်တော့ပြပူပြီးပြီးအာ treatment လေးတွေတော့စပြီးတော့ယူနေရတဲ့အနေထားလေးတွေဖြစ်တတ်တယ်အဲ့လိုမျိုးနေထားမှာအဲ့ဒီ treatment လေးနဲ့အတူတူကိုရွေးချယ်တင်တဲ့ဟာကကြတော့ဒီ CBN sensitive ကို စာပြီးရွေးချယ်သင့်တယ်နောက်ထပ် agni grade ကကြောက် grade 4 grade 5အဟာကြောက်တော်တော်ချိန်နေစိုးနေရနေတာသူတို့ကကြောက်ဆောင်ဝန်စီကိုရောက်တဲ့အပြင်ကိုလိမ့်စင်းနေနေတော့မဟုတ်တော့တောက်စင်းနေတာလောက်ထိတွားနေရတဲ့လူတွေဖြစ်တယ်အဲ့လိုမျိုးလူတွေအတွက်ကကြတော့တောက်ဆင်းရဲ့ side effect ကြောင့်ဒါတို့ဒီအရေးပြားကရေဓာတ်ခန်းချောက်သွားတာ dehydration ဖြစ်သွားမျိုးလေးတွေရှိတယ်။အဲ့လိုမျိုးနေထားမှာဆိုရင်တော့ရွေးချယ်အသင့်ဆုံးကကြတော့ severe hydra ဖြစ်တယ်။ဆိုတော့ဘာဖြစ်လို့ဒါတို့ဒီလိုပြောလဲဆိုတော့ ါပို့ပြီးတော့နည်းနည်းရှင်းပြခြင်းနဲ့အဲ့တော့နံပါတ်1အနေနဲ့ဒီ Carato Plus မှာကကြတော့ဘာပါလဲဆိုတော့ Salicylic acid 1.8%ပါတယ်ပြီးတော့ Malic acid ester ကကြောင်း10%ပါတယ်ဆိုတော့ဒီနှစ်ခုကြောင့်ကျွန်တော်တို့က Grade 1 acne မှာဖြစ်တဲ့ဒီခုံမိတုံးစေးတွေချွေးပေါက်ပိတ်တာလေးတွေတော့အများကြီးကျူးရှိရဲ့အဲ့တော့တကယ်လို့ကို super oily skin တမားပေါ့နော်အစီရင်ပြန်တယ်လို့ဆိုရင်တော့တမျက်နှာလုံးလိမ့်တာ moisturizer နေနဲ့လိမ့်တာက က်စင်ပြေတယ်ညာဘက်ကနေပြီးတော့စတော့ပေါ့နော်ပြီးမှကိုကဘာမှဖြစ်ဘူးညာဆက်တာတွေဘာမှမရှိဘူးဆိုတဲ့အချိန်ကျမှတန်းလေးကိုနှစ်ချိန်ဖြည်းဖြည်းချင်းတိုးတာမျိုးလုပ်လို့ရတယ် moisturizer step အနေနဲ့ထည့်ရမယ်တကယ်လို့မဟုတ်ဘူးကိုအရေပြားကအကုန်လုံးက6နေတဲ့အနေထားတွေမှာဆိုရင်တော့ဒါဒါတော့တမျက်နှာလုံးပေါ့ မတုံးစီခြင်းမူဖြစ်တဲ့နေရာလေးတွေမှာဘယ်လိမ့်စီခြင်းလဲညာဘက်ကိုပဲစားလိုက်တာမျိုးပေါ့ပြီးမှအစဉ်ပြေရဆိုမှတနေ့နှစ်ကြိမ်မနေ့ညပြောင်းတာမျိုးဖြစ်စီခြင်းမနေ့ညရောနှစ်ကြိမ်တိုးတာမျိုးဖြစ်စီခြင်းလဲဒါပေမဲ့တချို့တွေကတပြင်းလုံးဖြစ်နေရမှာဟုတ်ဘူးအဲ့ဒီ SCSC တွေကဥပမာနှစ်ဖူးဆိုရင်နှစ်ဖူးကြီးပဲကွက်ဖြစ်နေရမျိုးတွေရှိရဲ့အဲ့လိုမျိုးဆိုရင်တော့လေတပြင်းလုံးလိမ့်စီရမှာလို့သူတို့လေးတွေကနှစ်ဖူးကိုပဲဟိုဒီ moisturizer နေနဲ့လိမ့်တာမျိုးလုပ်လို့ရတယ်ပြီးတော့ကြံတဲ့နေရာတွေကတခြား moisturizer ကိုသုံးနေကြတဲ့ဟာလေးကိုသုံးလို့ရတယ် ဒါကြောင့် character plus ကိုဘယ်ခြေနေမှာသုံးမယ်ဘယ်လိုသုံးမလဲဆိုတဲ့ဟာလေးကိုပြရပါပေါ့ဒါဆိုရင် CPN sensitive ကောင်ဒီ CPN sensitive ကကြောင့်တော့တို့ရဲ့ doctor choice ဖြစ်နေတာမြန်ဆောင်နေတော်တော်သဘောကျတဲ့အထက်မှာပါတယ်ဒီ CPN sensitive က ဘာဖြစ်လို့လဲဆိုတော့သူ့ထဲမှာပါတဲ့ ingredient infrastructure ပါတယ် runners တွေကိုချပေးရထုံးစံတိုင်းမဲ့ဒီ grade 2 grade 3 grade 4တွေကကြတော့ဟုတ်တယ်ပိုးလေးဆောင်ဝင်လာလို့ nida ရဲတာတွေရှိလာတဲ့ချိန်မှာအဲ့ဒီ inflammation တွေတွေကိုချဖို့အတွက်ကအဲဒီ anti inflammation လေးတွေပါတာလေးတွေကပိုကောင်းတယ်ဆိုရင် infrastructure လေးပါတယ်ပြီးတော့နောက်တစ်ခုကကြတော့ဒီ wetland trader လူတွေမှာ dry skin oily skin အဲ့လိုမျိုးရေမဟုတ်ဘူးသူတို့ common ဖြစ်တဲ့အရာကကြတော့သူရဲ့ sebum quality ကမကောင်းတာ ဆိုတော့အဲ့ဒီစီပန် quality ကိုပြန်ပြီးတော့ improve ဖြစ်စေတဲ့ဟာ quality ပြန်ကောင်းဖို့အတွက်သူတို့ super resort technology လေးထည့်ထားတယ်။ ဆိုတော့အဲ့ဒီအချက်လေးတွေနဲ့တင်ကိုကိုတို့ဒီကိုတို့ aesthetic treatment တွေမှာဆိုလေဇာပဲပြည့်ပြည့်တစ်ခုခုပေါ့နော်ဘာပဲလင်းစေးပဲပေးတဲ့အချိန်မှာဆိုရင်တကယ်လို့ဒီလူကအရန် sensitive skin မဟုတ်ဘူးဆိုရင်တော့တုံတုံတန်ရောက်ဒီတော်တို့ဒီ CBN sensitive ကိုပဲညှိုးလေးရှိတယ်တကယ်လို့အရန် sensitive ဖြစ်သွားတဲ့အနေအထားဆိုရင်တော့တို့ဒီ bottom range ချိန်ရပဲဒီ sensitivity ကို deficient လေးကိုပြန်ညှိုးတာမျိုးလေးတွေရှိရဲ့အခုလောက်ဆိုရင်တော့ grade 2 3 4လေးကိုဘယ်နေရာမှာဆရာဝန်တွေတုံးလဲဆိုတာတည်သွားရည်လို့ထင်တယ် နောက်တစ်ခုက civilian hydra တကယ်လို့ကိုရဝက်ချံက grade 4 5 8ဖြစ်နေပြီးညီရဲပြီးကြီးနေပြီအဲ့လိုမျိုးနေထိုင်မှာဆိုတော့ဒေးကြာသူတို့ကကြောက်ဆရာဝန်ရောက်နေပြီးတဲ့အပြင်ကိုကိုတောက်ဆေးတွေကတော့စားတောင်းနေရပြီဆိုတော့ထားထုံးကန်တိုင်းပဲဝက်ချံနေရတောက်ဆေးတွေမှာအင်းနဲ့များသေးတယ်တို့အရေးပြားကိုခန်းချောက်စီတယ် dehydration ဖြစ်စီရအဲ့ဒီနေထားမှာ CBN hydro ကတို့ရဲ့ရွေးချယ်စရာပြန်ဖြစ်လာတယ်ဘာဖြစ်ဆိုတော့သူ့ထဲမှာကအလွန် dry ပါတယ်ပြီးတော့ xylitol ပါတယ်ပြီးတော့ glycerin ပါတယ် အဲပြီးတော့ ceramides ပါတယ်ဆိုတော့အဲ့ဒီအရာတွေကခုနက hydration တွေကိုပြန်ဖြည့်တယ်ပေါ့ intensive hydration ကိုပြန်ရတဲ့နေသားမှာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးနေသားတွေမှာတောက်ဆေးတွေနဲ့ပေါင်းလာပြီဆိုရင်တော့ဒါတို့ဒါလေးနဲ့ဝင်တာများတယ်ပြီးတော့ခုနကပြောသလို seban quality ကိုလည်းသူကကောင်းအောင်ထိန်းထားပေးနိုင်တဲ့အနေအထားတစ်ခုမှရှိတယ်ဆိုတော့အခုလောက်ဆိုရင်တော့ဒါဒီအဲဒီချိန်မှာဒါတော့ဒီချိန်မှာဒါတော့လို့ ဆိုတာထက်ဆိုင်ရင်ဘာကြောင့်ဒေါ်တာတို့ဒီလိုရွေးကြရွေးချယ်ကြလဲဆိုတာတော့သဘောပေါက်သွားမယ်လို့ထင်တယ်။အဲ့တော့ဒေါ်တာ short အနေနဲ့ပြန်ပြီးတော့ summarize ပြန်လုပ်ပေးရမယ်ဆိုရင်ကိုက grade 1လိုမျိုး comedons လိုမျိုးနေရာရဲရမရှိသေးချွေးပေါက်ပိတ်တာအာဒီလိုမျိုး comedons အနေထားနေမှာဆိုရင်ဒေါ်တာတို့ရွေးချယ်စရာက character plus လေးရှိမယ်။ so grade 2လိုမျိုးနေရာလာနေပါပြီ infection နည်းနည်းဝင်လာပြီဆိုရင်တော့ဆရာဝန်ရဲ့ treatment အနေနဲ့အတူတူဒေါ်တာတို့က severe sensitive လေးကိုစာပြီးရွေးချယ်လို့ရမယ်။ဆိုတော့ grade 4 5လိုမျိုးဟာဆိုရင်တော့အရန်ချိန်နေဆိုနေပြီးဆရာတို့ကတောက်ဆေးတွေပါတောက်နေရတဲ့အနေအထားတွေမှာဆိုရင်တော့ဒီ CBR hydrolic ရွေးချယ်စရာတွေကရှိလာမယ်ဆိုတော့ဒီ video တော့အကျိုးရှိမယ်လို့တော်တော်ညွှန်လင်းပါတယ်ဆိုတော့နောက်ဆုံးဒီ product လေးတွေအတွက်တော့15% off discount တွက်ကထုံးစံတိုင်း promo code လေး Bauda မှာ forever go တို့တို့ပေးထားတဲ့ဖုန်းနံပါတ် Viber ကိုဆက်သွယ်လို့ရတယ်။နှစ်ပတ်အတွင်းမှာ15ရာခိုင်နှုန်း discount ရပါမယ်။ဆိုတော့ကောင်းသောနေ့လေးဖြစ်ပါစေ။ ¡Suscríbete